ဟာအမေရိကန်နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ်။အလွန်ဆုံးဝါးတဲ့အခြေအနေကနေတရုတ်နိုင်ငံကိုကဲ့တင်ဖို့တရုတ်နိုင်ငံနဲ့မြန်ဆန်တဲ့သဘောတူညီချက်တရက်ကျွန်တော်ပြုလုပ်ခဲ့ပါတယ်။ဒီသဘောတူညီချက်ကြောင့်အရာရာဟာမြန်ဆန်စွာတည်ငြိမ်ခဲ့ပြီးတရုတ်နိုင်ငံရဲ့စီးပွားရေးဟာငခုအခြေအနေပြန်ရောက်ခဲ့ပါတယ်လို့၎င်းကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။တိတ်တွန့်အားသင့်စရာမရှိပါဘူး။တရုတ်နိုင်ငံက အမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုအလုံးစုံချိုးဖောက်ခဲ့ပါတယ်လို့၎င်းကဆိုပါတယ်တရုတ်နိုင်ငံကကုန်သွယ်ရေးသဘောတူညီချက်ကိုဘလို့ချိုးဖောက်ခဲ့တယ်ဆိုတာဒေါ်နယ်ထရန့်ကအသေးစိတ်မပြောပါဘူး။သတင်းတောက်တွေဟာနောက်ပိုင်းမှာဒေါ်နယ်ထရန့်ကိုသူ့ရဲ့လူမှုကွန်ရက်ရေးသားချက်နဲ့ပတ်သက်လို့အင်ဗျူရောမှာမေးမြန်းခဲ့ပါတယ်။တရုတ်နိုင်ငံကသဘောတူညီချက်ကိုချိုးဖောက်ခဲ့တယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်နဲ့စကားပြောဆိုဖို့ယုံကြည်မှုရှိတယ်လို့ပြောပါတယ်။ တရုတ်နဲ့ကုန်သွယ်ဆွေးနွေးမှုတွေရပ်တန့်နေတယ်လို့ဗန်နားယီဝင်ကြီး Scott Batson က Fox News Channel ကိုပြောကြားပြီးနောက် Donald Trump ကအခုလိုမှတ်ချက်ပြုခဲ့တာပါထက်တိုးစီးချက်ခွန်ကို135ရာခိုင်နှုန်းဖြတ်တောက်ဖို့ American နဲ့တရုတ်ဟာဒီလအတွင်းသဘောတူခဲ့ကြပါတယ်လက်ရှိမြန်မာအရေးမှာတာရှည်ခံတဲ့အဖြေတစ်ခုရှာဖို့ကြိုးပမ်းမှုအနေနဲ့ကွာလာလမ်ပူမြို့တော်မှာတွေ့ဆုံဆွေးနွေးကြဖို့မြန်မာပြည်ပခမှာပါတဲ့အဖွဲ့အစည်းတွေကို မလေးရှားနိုင်ငံကဖိတ်ကြားခဲ့တယ်လို့ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်တွေ့ဆုံဆွေးနွေးဖို့ဖိတ်ကြားချက်ကိုပြီးခဲ့တဲ့လအတွင်းမြန်မာပြည်ပခမှာပါတဲ့အဖွဲ့အစည်းတွေစီပေးပို့ခဲ့တာလို့၎င်းကဆိုပါရယ်ထီတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်နိုင်ရေးအဖွဲ့တွေတာဝန်ရှိသူတွေနဲ့စစ်ဘက်အရာရှိတွေဆေးလွတ်ကြဖို့အာဆီယံခေါင်းဆောင်တွေကိုကျွန်တော်တိုက်တွန်းပါတယ်လို့စင်ကာပူမှာကျင်းပတဲ့ရှန်ဂီလာဆွေးနွေးပွဲမှာအထူးမိန့်ခွန်းပြောကြားပြီးအမေးဖြေကဏ္ဍမှာသူကပြောပါတယ် မြန်မာနိုင်ငံမှာရွေးကောက်ပွဲဖြစ်မြောက်နိုင်စွမ်းနဲ့ပတ်သက်လို့မေးမြန်းရာမှာချက်ချင်းဦးစားပေးလုပ်ငန်းမှာငြိမ်းချမ်းရေးတည်ငြိမ်မှုရရှိရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးရရေးဖြစ်တယ်လို့အန်ဝါအီဗရာဟင်က ဖြေကြားပါရယ်အပြစ်ခတ်ရစေရေးတက်တန်းတူဖို့နဲ့လူသားချင်းစာနာမှုအကူအညီပေးရေးလူသားအားလုံးကိုကာကွယ်ရေးကိစ္စအာဆီယံခေါင်းဆောင်တွေတွန်းအားပေးခဲ့တယ်လို့သူကထောက်ပြပါရယ်မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာတရားမျှတပြီးအားလုံးပါဝင်က ဘယ်ပါတီကိုမှချမ်းလက်မထားရင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကမပြီးပြည့်စုံလင့်ကစားကျွန်တော်တို့လက်သင့်ခံမှုအစဉ်အသင့်မှာပဲလို့၎င်းကဆက်ပြောပါရစ်အခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလထက်နောက်မကျပဲအထွေထွေရွေးကောက်ပွဲတည်းရဲ့ကျင်းပသွားမယ်လို့မြန်မာစစ်ကောင်စီကမက်ချ်လာတွင်ကြေညာခဲ့ပါရစ်